ကျွန်တော်တို့ကအဲ့ဒီညီညွတ်ရေးကိုလုပ်မယ်ဆိုလို့ရှိရင်ဘာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်တိုင်းရင်းသားနေတဲ့တိုင်းနာတို့ကဒါ energy ကိုတော်လိုက်ရေးမှာအစိုးရဆိုတဲ့ခေါင်းစဉ်မဟုတ်ရင်တော့မှအဓိကကြားတဲ့အဖွဲ့အစည်းတစ်ခုပြည်မှာပြုတ်ထားတာကျွန်တော်တို့လည်းမပြုတ်တာမဟုတ်ပြုတ်ထားတာတိုင်းတုံတိုင်းနဲ့ရခိုင်ပြည်နယ်စစ်မြေနာကြီးမှာအခက်တက်တော့ပြီးပိုးစစ်ဖွင့်ထားတဲ့အခြေအနေကိုကျွန်တော်တို့ Hello Jeremy Miba Pitunyu ko marma mya alaw ma mingla ba News Pitch Channel ka ne pyaraw ma chu so lai ba de 2025 khu ne March la 9 yin ne chu lo taw chane ma ni pa ma na song cha ti de tolan tarin kaung mya so shi da phit ba de so lo chu lo ne to di tolan yi tarin dwe ne pyin di bo ma re ya ba no lo mya tarin yo sa so chi shu pe cha phu myo lin ba de chu lo kha dai lo ba ayung so tarin to le de chi lai ya aw no prathama so tarin tbo ni ne ga do စကိုင်းတိုင်းမော်ရမျိုးတွေကနေထွက်လာတဲ့တံပြက်ကားကားနှစ်စီးကိုကြားဖြတ်တိုက်ခဲလို့စစ်တပ်ကဒုဗိုလ်တော်ပေါ်ဝင်18ဦးသေဆုံးပြီးတော့မှလက်နက်စနစ်နဲ့တင်ဆက်ရရှိပြီးကားနှစ်စီးကိုမိရှုဖြစ်စေနိုင်ခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီလိုရှောင်းမောကတော့ကျွန်တော်အနေနဲ့အခုဆိုရင်ဒီချောင်းဦးပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှအဓိကဥဆောင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့မှစစ်ခွေးတချို့ပေါ့နော်မိဖို့ခွင့်ပြီးတော့မှတချို့တလေတွေကဆန့်ငင်ဆန့်နေတဲ့ထွေးပြေးတော့ကြတယ်လို့ကျွန်တော်သိရှိတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ မန္တလေးတိုင်းမြင်းချမ်းမြို့နယ်မှာနရက်တဖြစ်ပွားတဲ့တိုက်ပွဲတွင်ချမ်းမစ်စစ်ကောင်စီတပ်သား15ဦးတေဆုံးပြီးတော့မှတန်ချက်ကကာနစီပျက်စီးခဲ့တဲ့ဆိုပြီးတော့မှကျွန်တော်ပြည်သူ့ကျေတပ်ဝင်တပ်ဖွဲ့ကဘုံမိုက်ခဲရနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ဘုံမိုက်ခဲတို့ဖွဲ့ကတော့ပေါ်တင်ကိုကြမ်းနေပြီနော် ကိုယ်စံစစ်ကောင်စီတပ်ဖွဲ့ဝင်တွေသူတို့အနေနဲ့မြင်းချံမြို့နယ်ကနေပွားပြောင်းနိုင်ဖို့ရှင်းထုတ်နေတဲ့ပြမပြူခွေးတွေနဲ့အဓိကတည်ထရွေးမှုလို့ဥဆောင်နေတဲ့ဒီပြူစော့ထိတတရရတော့တော်တော်လေးကိုတုံယုံလို့ချော်ချနေကြပြီလို့ကျွန်တော်တည်ရတယ်ပဲဖြစ်ပါတယ်။အရင်ကလည်းကျွန်တော်ရေစကြိုဘက်မှာသူတို့အနေနဲ့စစ်ကောင်စီရဲ့စစ်ကြောင်းလိုက်ကိုမြို့ဖြုံနိုင်ခဲ့တာဖြစ်ပြီးမှခုဆိုရင်နောက်ထပ်အောင်ဘွဲတစ်ခုကိုမြို့ဝပြည်သူတွေစီမှာချပြယူဆောင်လာပေးတာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတော်သူပို့အနေနဲ့ကတော့ ရခိုင်ပြည်နယ်မြို့တော်စစ်သွေးမှာစစ်ကောင်စီနဲ့အရဟတတော်အေတို့နှစ်ဖက်ပြန်လည်လက်နက်ကြီးတွေနဲ့ဒရုန်းတွေနဲ့ပစ်ခတ်မှုတွေဖြစ်ပေါ်နေတဲ့ဆိုပြမှာကျွန်တော်သိရတာပဲဖြစ်ပါတယ်။အေကထုနဲ့ထဲနဲ့ဝင်လာတိုက်မှာကိုစိုးရိမ်နေတယ်။လူအင်အားတွေလည်းတောက်လျှောက်ဖြည့်တယ်။ဒီနေ့မနေ့ဝါဘိုဘက်ကိုစစ်တပ်ကနနာရီနီပါဒရုန်းတွေတုံးပြီးတော့မှတိုက်ခိုက်ထားတာရှိတယ်ဆိုပြမှာစစ်သွေးတွေတာခန်သူဝင်ပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခုဆိုရင်အေကနဲ့ပြီးတော့မှရခိုင်ပြည်ရဲ့ပေါ့နော်မြို့တော်စစ်သွေးမြို့ကိုလာရောက်တိုင်းပိုက်တိုက်ခိုက်မှာကိုတော်လို့ကြုံနေတာပြီးတော့မှစီးရင်ရ ဖြည့်တိမှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ Global လုံးနေလုံးနေပေါ့နော်။ဒီမြောက်လိုက်တဲ့အုပ်စုတိုင်းနေနဲ့ရခိုင်ပြည်တစ်ခုလုံးကိုဒီနေ့အစောပိုင်းမှာပဲလှုပ်လို့ရဖို့ရှိနေတာဖြစ်ပါမှာခုဆိုရင်အေးရတိုင်းတန်းတိုင်းစစ်စင်ရတယ်လေကျွန်တော်တို့အောင်မြင်မှုများစွာရရှိထားတာပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးနေတဲ့ကြက်မှာတော့အခုဆိုရင်ကျွန်တော်တို့ AE ရတိုင်းတုံတိုင်းစစ်စင်ရင်းနဲ့ရောက်ရီပကူးမကွေးစားတဲ့ပေါ့နော်နေရာဒေသတော်တော်များများမှာစစ်စခန်းတွေအများစွာရရှိထားတဲ့တည်င်းတွေနဲ့နောက်ထပ်ကျွန်တော်တို့ရန်ကုန်ပကူးစားတဲ့နေရာတွေမှာလည်းစစ်မြေနာဖွင့်ဖို့ ချိန်ကျလာပြီဆိုပြတော့မှဆရာလူမြတ်ကျော်နဲ့မြေမှာတုံးတပြောဆိုထားရပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုပြောထားလဲဆိုတာကျွန်တော်စัจကြည့်လိုက်ရအောင်နော်အာခတ်တက်တော်အေးဟာလေကြောင်းလေးတရဇက်ပြက်ကတ်ခုခံနေရဲ့ဂျားထဲကနေပြီးတော့တောင်းအောင်မှရှိတယ်ခမရ308ကာကင်းစကန်နှကုတ်ကိုထပ်မံတိတ်ပတ်လိုက်ပါတယ်အင်းဒီကယောဂနဲ့ထိဆက်နေတဲ့ဒေတာတလျှောက်ကစစ်ကောင်စီတပ်မှန်တမအကုန်လုံးကိုအာခတ်တက်တော်အေးလောက်လျှောက်သိနေပါတယ်မကွေးပကိုအဆရှိတဲ့ ိုင်းတုံးတိုင်းနဲ့ရခိုင်ပြည်နယ်စစ်မျက်နှာကြီးမှာအခတ်တတော်ကြီးထိုးစစ်ဖွင့်ထားတဲ့အခြေအနေကိုကျွန်တော်တို့တွေ့ရပါတယ်။ဆိုတော့တော်လန်ဒရီနေနဲ့ပတ်သက်ပြီးတော့အောင်းကိုချုပ်ရရင်ဟိုတနေ့ကရန်ကုန်စစ်မျက်နှာဆိုတဲ့ဘကုန်းရန်ကုန်စစ်မျက်နှာအကြောင်းကျွန်တော်တို့ဥလိုက်တဲလိုက်ကြားကြရပြီးပါ။ရန်ကုန်မန္တလေးလောက်ကကာကင်းခုနှစ်ခုကိုလည်းတပြိုင်နက်ပြက်ကတ်တိုက်ခိုက်ပြီး မကြခင်မှာဘကူရှင်စစ်မြင်တာတကယ်လို့ဖွင့်ကြအောင်ဆိုရင်ကြောစီရရှိတာပါလေဘကူယုံမကိုထိန်းချုပ်နိုင်မှာရမယ်ဘကူယုံမကိုမထိန်းချုပ်နိုင်ဘဲနဲ့တော့မရဘကူယုံမဆိုရင်စီရအာတတ်ချက်အများကြီးရှိဘကူယုံမနဲ့စစ်တောင်းမြေချာဘကူယုံမအနောက်ဘက်အေအော်ဒီမြေချာဒေတာလေယာဉ်များစွာရှိတယ်ပြည်ထောင်ခံတဲ့ဒေတာတွေဖြစ်တယ်ဒါ geopolitics อืม ဘကိုးရွက်အရှိမမှာကင်းကြီးမွန်ပြည်နယ်တနင်္သာရီမြောက်ဘက်မှာနေပြီးတော့မန္တလေးအနောက်ဘက်မှာအေရဝတီရန်ကုန်ရန်ကုန်တိုင်းဒေသကြီးဘကိုးတိုင်းအထက်အောက်တွယ်စင်းတဲ့ကားလန်ကြထားလန်ရှိတဲ့အတွက်ဘကိုးရွက်မှာအချက်ချာကြတဲ့နေမြေဖြစ်ပါတယ်စေးရရေးပါတယ်လို့အမာကန်ဒေသတိဆောက်ထားဖို့အခြေခံဒေသတိဆောက်ထားဖို့လိုပါတယ်ဘကိုးရိုးမှာအင်မတန်အချက်ချာကြတယ် ရန်ကုန်ပကိုးစစ်မျက်နှာကိုစပွင့်ပြီဆိုရင်တောင်ကိုအခြေစိုက်ထားတဲ့တောင်ပိုင်းတိုင်းစစ်ဌာနတို့တပ်ပခါကိုမဖြစ်မနေဖြုတ်ချမှရပါတယ်တပ်ပခါရဟုတ်တယ်နော်ရန်ကုန်ပကိုးစစ်မျက်နှာဖွင့်လို့မရဘူးဆိုတော့တည်ထားကြဘူးလို့ပါတယ်အဲ့တော့တောင်ပိုင်းတိုင်းစစ်ဌာနတို့ရဲ့လက်အောက်မှာတက္ကသပီဟီဂျူမအနောက်ချက်ကိုကဲမှုဌာနချုပ်ပီတက္ကသတပ်ပခါအောက်မှာ တရင်24ရင်းရှိတယ်အနောက်ချမ်းမှာ3ရင်းအမတမ66ဘကူမှာတမခွန်ခွန်အမြောက်တရင်စစ်ထာနာကြောင့်နှစ်ခုတရင်6ရင်းနဲ့အခြေပြုလာတယ်ဒါတွေဟာတိုက်ခိုက်ရေးတက်တွေဖြစ်ပြီးလယုံတက်တွေဖြစ်တဲ့ကပ္ပစ6ခုရှိတမ66အင်းမတမ66အင်းမကိုကြည့်မယ်ဆိုရင်တမ66တရင်မှု6ရောက်ငရေရောက်သွားတဲ့တမမြောက်ကစစ်မတိုက်ရေလို့အမိတ်မနာကန် နောက်တန်းပြန်အဖမ်းခံတဲ့တမကျန်တဲ့ယောက်ကတော့စစ်စေးယုံမှာတန်ရပြင်းထန်စွာနဲ့တည်ခြင်းဆိုးသွားတယ်။တမ66ဟာဖွေးစည်းပုံပြတ်သွားတဲ့အချိန်ကဲဒီမှာဆယ်လမြတ်ကျော်ပြောတယ်လို့ပဲပေါ့နော်ကျွန်တော်အနေနဲ့ခုဆိုရင် AI အတိုင်းတိုင်းစစ်စင်ရတဲ့အောင်မြင်မှုတွေရရှိနေတာပြပမာကျွန်တော်အဓိကရန်ကုန်ပကူးကိုထိုးစစ်ဆန့်နိုင်ဖို့အတွက်ပကူးယုံမကအဓိကချစ်ချာဖြစ်နေတယ်ဆိုတဲ့အကြောင်းလည်းပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်အဲ့ဒီပကူးယုံမအကျော်မှရှိတယ်ပေါ့နော် စကောင်စီရဲ့တက်စကန်တွေပြရမသူတွေရဲ့အရိကတောင်ပိုင်းနဲ့စစ်ဌာနချုပ်ကိုတင်ပရရှိဖို့လိုနေတာဖြစ်ပြီးတော့မှခုဆိုရင် NUG နဲ့သူတို့ပေါင်းပေါက်တွေကနေပြီးတော့မှလည်းတပြန့်ချင်းမှုတွေလုပ်နေတာဖြစ်ပါတယ်။ AA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေဒါကျွန်တော်တို့ပြီမှထောက်တဖြည်းဖြည်းစီဝင်လာပြီးတော့မှကျွန်တော်တို့ဒီ NUG တပ်ဖွဲ့ဝင်တွေနဲ့ပေါ့နော်စုစုစီစီနဲ့တိုက်ခိုက်နိုင်မယ်ဆိုတော့ကျွန်တော်တို့နဲ့ပကူးယူမတာမကစကောင်စီရဲ့အရိကမြို့တော်ဖြစ်တဲ့နေပြည်တော်ထိတောင်မှတည်နေနိုင်မယ်အခြေအနေတရက်ကိုပိုင်ဆိုင်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့နေနဲ့ဒီ တော်လိုင်းအင်အားစုတွေရဲ့ပေါ့နော်ဆေးဗျူဟာနဲ့သူတို့ဘယ်လိုမျိုးစုစည်းကြလမို့နဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဖြိုချသွားမလဲဆိုတော့ဒီနေ့ထဲမှာပဲဆုံးကျဲမှာဖြစ်ပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မြောက်လန်နဲ့ပူတင်တို့တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာနျူကလ িয়ার တပ်ပေါင်းဖို့အသေးစားသုံးခုတည်ဆောက်ပြီးတော့မှတိုင်းပြည်ကိုဖြစ်စည်းဖို့လုပ်နေတာနဲ့ပတ်သက်ပြီးဒေါက်တာဆာဆာဘယ်လိုမျိုးပြောထားလဲဆိုတော့ကျွန်တော်တချက်လောက်နားထောင်လိုက်ရအောင်နော်။မြန်မာနိုင်ငံကိုမြောက်ကိုရီးယားနိုင်ငံလို့ ြစ်လာဖို့ရအတွက်ရုရှားနဲ့စီကောင်းဆောင်မိအောင်လိုက်ကမော်စကိုမှာတွေးတာကိုကြည့်မယ်ဆိုရင်လည်းအဓိကမြောက်ကိုရီးယားကဒီနျူကလ িয়ার နိုင်ငံတနိုင်ငံလို့ဖြစ်လာတာဟာလည်းအစတော့ကတော့ခုနလိုပဲစတင်တယ်သူတို့ဒီဆွေးနွေးချက်တွေကိုကြည့်တဲ့အခါမှာနျူကလ িয়ার ရီဆော့စ်ဒီပါလာတဲ့အခါကျတော့ဒါနဲ့ပတ်သက်ပြီးမှအမေရိကန်ပြည်ထောင်စုမှာက US Department of Justice က press release ကို January လ10ရက်ပေါ့နော်2025မှာလုပ်တဲ့အခါမှာဂျပန်နိုင်ငံသား Ebisawa က မြန်မာပြည်မှာထွက်တဲ့ nuclear material ကိုသူကအရောက်ဝယ်လို့တာကိုကျွန်တော်တွေ့ရတယ်။ uranium လို့ခေါ်တဲ့ဒီ nuclear နဲ့ပတ်သက်တဲ့ဓာတုတွေကသူတို့လက်ထက်မှာဒီလိုသူတို့ကထိနေတာကိုပါလေ။ကမ္ဘာလူချွေးအတွက်တာအန္တရာယ်ကြီးကြီးစီတာဆိုတာကိုတော့ကျွန်တော်ယူရိုပီးယားပဲဖြစ်ဖြစ်အမေရိကပြည်ထောင်စုပဲဖြစ်ဖြစ်သူတို့နားလည်ပြီးသားလို့ကျွန်တော်ကတော့သုံးသပ်ပါတယ်။ ရုရှားနိုင်ငံဟာမြန်မာနိုင်ငံအတွက်အလွန်ရေးပါပြီးယုံကြည်ရတဲ့နိုင်ငံဖြစ်ကြောင်းစစ်ကောင်ဆောင်ကမော်စကိုတွေ့ဆုံမှုမှာထည့်သွင်းပြောဆိုထားတာပါရုရှားနိုင်ငံရဲ့ကမ္ဘာညီညာရေးဆောင်ရွက်ချက်အလုံးကိုလည်းအပြေအဝါထောက်ခံကြောင်းစစ်ကောင်ဆောင်ကပြောဆိုခဲ့ပါတယ်စစ်အာဏာရှင်တွေရဲ့နျူကလ িয়ার ဆိုင်ရာချိန်ချောက်မှုတွေနဲ့ပတ်သက်ပြီးကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာအမှုမြှုပ်စွမ်းရင် Agency IAEA နိုင်ငံတကာအတိုင်းဝိုင်းနဲ့ဒေသတွင်းအာဆီယံနိုင်ငံတွေကလက်ပိုက်ကြည့်မနေဖို့ဒေါက်တာဆာဆာကတိုက်တွန်းပါတယ်အာနာစီဒီရဲ့ပေါင်းစပ်မှုအောက်ကအကောက်လာပြီးမှ ဒီမိုကရေစီနိုင်ငံတည်းရဲ့ပူပေါင်းဆောင်ရွက်မှုရဲ့အားကနည်းနည်းကျသွားတယ်လို့ကျွန်တော်တို့မြင်တယ်။အကြဖက်အဖွဲ့စီတစ်ခုကနျူကလ িয়ার အကြောင်းကိုဥမာပြောလာပြီဆိုရင်ဒါဟာနိုင်ငံတကာလူချွေးရေးနဲ့တကမာလို့ရဲ့လူချွေးရေးနဲ့ပတ်သက်တဲ့အခါကျတော့ IAEA ဟာလည်းဒီတိုက်ပဲလက်ပိုက်ရှိနေလို့မရဘူးပေါ့နော်သူတို့ကဒါလို့ဆရာစီတာလို့ဖွင့်လို့တယ်ဖြစ်နိုင်ခြင်းမဖြစ်နိုင်ခြင်းဆိုတာထက်မြန်မာနိုင်ငံမှာနျူကလ িয়ার မက်ထရီယယ်လည်းရှိတယ်ဒါနဲ့ပတ်သက်ပြီးမှ ယူရေးနီယံဒီကိုအချဖက်ရှိအနာစီဒီရဲ့လက်လှမ်းမမီတဲ့နေရာမှာရှိနေဖို့တော့မြတ်သားလို့ရတယ်။အဲ့ဒါကိုအာမခနိုင်ဖို့ကတော့အချဖက်ရှိအနာစီဒီအမိပြချိန်မှုဖို့ကပဲအဖြစ်ဖြစ်တာ။ကဲဒီမှာတော့တဆဆပြောသလိုပဲကျွန်တော်အနေနဲ့ပေါ့နော်။ရုရှားဟာဆိုရင်မြောက်လန်နဲ့သူတို့ပေါ့မာတွေကိုခုဆိုရင်နျူကလ িয়ার ဆိုင်ပိုင်ဆိုင်တဲ့ဖို့စူးစမ်းနေတာဖြစ်ပြီးတော့ဒါကကျွန်တော်မြန်မာပြည်သူတွေတက်တော်မှာကတက္ကပါလုံးမှာရှိတယ်ပေါ့နော်နိုင်ငံတိုင်းကိုချင်းချောင်းနေတာပဲဖြစ်ပါတယ် မြောက်ကိုရီးယားလိုနိုင်ငံဖြစ်အောင်အခုဆိုရင်ရုရှားကနေပြီးတော့မှကုညီပံ့ပိုးနေတာပြည်ပမတ်ဘက်ကနေပြီးတော့မှတူကနေပြီးတော့မှလည်းဟုတ်ဆိုရင်စစ်ကောင်စီလိုအပ်နေတယ်ပေါ့နော်။ဒီနေ့အခဲရန်တွေကိုလည်းထောက်ပံ့ပေးနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တက်ဆိုင်ရနိုင်ငံတကာဖွဲ့စည်းတွေနဲ့မြောက်နိုင်ငံတွေသူတို့ပေါင်းပါတွေကိုတခါတည်းဖြိုးချနိုင်ဖို့အတွက်လိုအပ်တယ်ပေါ့နော်။ဒီအရေးယူပေးဆုမှုတွေကိုကိုရီးယားလုတ်တင်နေတာပဲဖြစ်ပါတယ်။မဟုတ်ဘူးဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးနျူကလ িয়ার ဆိုင်နဲ့ပတ်သက်တဲ့ကုန်ကျစရိတ်မြောက်နိုင်ငံတို့လက်ထဲမှာရောက်ရှိပြီးပြီဆိုတာနဲ့ကျွန်တော်တို့ပွဲရတော့ပြီးပြီလို့ပြောရမှာပေါ့နော်။ဟုတ်ဆိုရင် ကျွန်တော်တို့တော်လိုင်းရဆိုတဲ့အဲ့ဒီမှာမြောက်လိုက်နေတဲ့ဒီလိုမျိုးပြည်သူလူထုပုံမှာရဲဆစ်ဆစ်နဲ့တပ်ဖြတ်မှုတွေဆက်လက်ပြုလုပ်မလို့ဆောင်နိုင်အောင်တက်ခတ်မှုတွေလုပ်နေတာပြမအောင်မြင်ဖို့ကျွန်တော်တို့အနေနဲ့ပေါ့နော်လက်ကမ်းအကောင်လို့ရောက်ရှိနေတဲ့အချိန်မှာပဲနိုင်ငံတကာဘက်ကနေပြမလည်းလိုအပ်နေတဲ့အကူအညီတွေကိုထောက်ပံ့ဖို့လုပ်နေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့လေးချောင်းသားတူရဲမှုဘယ်လိုမျိုးအော်ဟစ်တောင်းချမ်းနေလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ထားတဲ့တင်လေးကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ဒီခါမှာတော့ဒေါနာ TV ရဲ့ရဲတပ်ဖွဲ့တွေကစကားသက်အစီအစဉ်အနေနဲ့ လေဆောင်ရဲတပ်ဖွဲ့ကရဲတပ်ဖွဲ့ဝင်တဦးပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်။ရန်ကုန်အပြစ်ပြဆိုင်ရာလေစိတ်လေဆောင်ရဲတပ်ဖွဲ့မှဒုတိယရဲမှူးကျော်ထွန်းဝင်းဟာတာဝန်ချိန်အတွင် KTB မာဆက်သို့တွားရောက်ခြင်းစင်တင်စားတော့ဆိုင်များတွင်မူရဲတောက်စားခြင်းများပြုလုပ်နေပါတယ်။အရက်တောက်ပြီးပြန်ရောက်လာရင်လည်းအောက်ခြေရဲတပ်ဖွဲ့ဝင်များကိုဆဲဆိုခြင်းထို့ကျရိုက်နှက်ခြင်းတို့ကိုလှုပ်ဆောင်ပြီးနိုင်ခတ်စီမရိုက်လာတော့ထိလက်ရောက်စော်ကားပါတယ်။ ရုံးချဖို့ရဲ့အတွက်ကွန်ပျူတာစာရိုက်ပြီးအလုံးလုံးနေသူတွေကိုပါ ထိုးကျိတ်ခြင်းများပြုလုပ်နေသဖြင့်အထက်လူကြီးများသိရှိပြီးအရေးယူနိုင်အောင်တင်ဆက်ပေးပါလို့အကူအညီတောင်းခံအပ်ပါတယ်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာရဲတပ်ဖွဲ့ဝင်တွေနဲ့ရဲမိသားစုဝင်တွေရဲ့အခက်အခဲကို အများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေရဲမိသားစုဝင်တွေအနေနဲ့လည်းဒီအစီအစဉ်မှာပါဝင်ခြင်းမက်ဆေ့ဘောက်ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အခွေသားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။စစ်ကောင်စီရရှိရတော့မူယူယူနဲ့ပေါ့နော်ခုဆိုရင်သူတွေအောက်ခြေတသားတွေကိုထိုးကျတာတွေလုံးနေတာဖြစ်ပြမတောင်ဝင်းချင်းမှာတောင်မ KTV မှာဆက်စားတဲ့နေရာတွေတားတွေကိုရောက်ရှိနေတဲ့အုပ်စုတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့ကြာတီးရတလောက်တော့ဒီကောင်တွေကဟိုင်းခန့်တွေလည်းရောက်ရှိနေတာဖြစ်ပြမခုဆိုရင် ွေစရော်တွေလည်းတုံးပြီးတော့မှပေါ့နော်သူတို့အောက်ခြေသက်သားတွေကိုပြန်ပြီးတော့မှထိုးချေရင်းနေတာတွေလုပ်နေတာပဲဖြစ်ပါတယ်ဒါကမြောက်လိုင်းအနေနဲ့ဒီချာလေးကိုဖြည့်ရှင်းနေတဲ့ကိစ္စဖြစ်ပြီးတော့မှသူတို့ Standard Army ကြီးအတွင်းမှာကိုမှအထစ်ဖောက်ပြီးပုံစံနဲ့ပေါ့နော်ဖြစ်ချင်နိုင်ဖြစ်နေတာကိုကျွန်တော်တွေ့တာပဲဖြစ်ပါတယ်နောက်ထပ်ဘောမတကောင်ဖြစ်တယ်ပေါ့နော်အပါသားတကောင်ကနေပြီးတော့မှအခုဆိုရင်ရုရှားနဲ့မြောက်လိုင်းတို့တွဲဆုံပြတဲ့နောက်ပိုင်းမှာနျူကလ িয়ার ဆွမ်းအင်တွေရရှိတော့မယ်ဆိုပြီးတော့မှအော်ဟဲ့ကျွေးကြော်နေတာပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးပြောထားအောင်မလဲဆိုတာကျွန်တော်ကြည့်လိုက်ရအောင်နော်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမြန်မာနိုင်ငံ အစိုးရအဖွဲ့ NASA ကအပေါ်မှာသဘောထားပျော်ပြောင်းလာတာကိုလည်းကျွန်တော်တွေ့ရှိရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံကိုစန့်ကျင်နေတဲ့အစိုးရကိုစန့်ကျင်နေတဲ့အဖွဲ့အစည်းတွေကိုအထောက်ပံ့ပေးတာတွေကိုလည်းကြက်တံပလိုက်ပါတယ်။နောက်ပြီးတော့ American သမ္မတလုံခြုံခံရစဉ်တော့ကျွန်တော်မြန်မာနိုင်ငံနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမြောင်းလိုက်ဟာအမျော်အမြင်ရှိစွာနဲ့တဝင်းလော်ရီပြေးပို့ပြီးတော့စိတ်မကောင်းကြောင်းတွေပြေးပို့တာမျိုးတွေလည်းရှိခဲ့ပါတယ်။အစားတွေကိုလည်း American သမ္မတလောင်း Donald Trump လက်ခံရရှိခဲ့ပါတယ်။ဒါကြောင့်အဲ့တော့ Donald Trump ကဘာလို့ပြေးမှလဲဆိုတော့သဘောထားပျော်ပြောင်းတဲ့အစိုးရက စိတ်ကောင်းစင်စင်နာရှိတဲ့အစိုးရဆိုတာကိုအမေရိကန်အစိုးရဟာသဘောပေါက်ထားပြီးသားဖြစ်ပါတယ်။အရင်ဒီမိုကရက်တစ်နဲ့မတူပါဘူး။ဒေါ်နယ်ထရန့်ဟာရုရှားနဲ့လည်းဆက်ဆံရေးပြည်လဲအောင် ပြုလုပ်နေပါတယ်။ရုရှားယူကရိန်းစစ်ပွဲကိုမကြကဲမှာရပ်တန့်နိုင်အောင်လည်းကြိုးစားအားထုတ်နေပါတယ်။တချိန်ထဲမှာရုရှားမြန်မာဟာစာချုပ်၁၀ခုအထိကိုချုပ်ဆိုနိုင်ခဲ့ပြီးတော့တဝက်ရေးနဲ့စကန်ကိစ္စနျူကလ িয়ার တပ်ပေါင်းဖို့အသေးစားလျှက်စစ်ထုတ်လုပ်ဖို့ကိစ္စတွေအထိပါဆွေးနွေးတိုင်ပင်နေတာတွေ့ရပါတယ်။ဒီအကြောင်းအရာကိုအင်ဒိရှင်မီဒီယာတွေကတခန့်တနားနဲ့တအံ့တော်ဖော်ပြနေတာတွေ့ရှိရမှာဖြစ်ပါတယ်။မြန်မာလူမျိုးဒီ ောမယ်ဆိုလို့ရှိရင်တော့အကျန်းဖတ်အားပေးနေထောက်ပံ့နေရတော့အဲအာမနာပါစကားတွေနဲ့အဲကာဂျိုကာဂျိုကြီးပြောတဲ့စကားတွေကိုလောင်းပြောင်းနေမှာပါပဲဒါပေမဲ့ကာဂျိုကြီးဘလို့စကားပဲပြောပါစေအခင်းချင်းမှာတော့ကရင်မလင်နန်းတော်မှာတခန်းတနာတွေ့ဆုံခွင့်ရတာဟာကျွန်တော်တို့အမတန်းမှဝမ်းသာကြည်နူးစရာနိုင်ငံအတွက်မြင်ကွင်းဖြစ်ပါတယ်အားလုံးကဲဒီမှာဒီကောင်ပြောတယ်လို့ရတော့မြောက်လိုက်ရနေပြီတမဟုတ်ဆိုရင်ဒီလိုမျိုးလို့ဆောင်နေခဲ့တာကကျွန်တော်မြန်မာပြည်သူတွေပေါ့နော်အချီကြီးရရှိထားတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာဖြစ်ပြီးတမဒါကတို့အနေနဲ့ ဒီစစ်ပွဲနဲ့ပြည်သူလူထုပေါ်မှာရစေရုံမှာမို့လို့ကိုဆက်လက်ပြုံးမှာတည်ဆောင်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ကိုပုံဖော်လိုက်တယ်ပဲဖြစ်ပါတယ်။တကယ်တမ်းကျွန်တော်တွေးကြည့်မယ်ဆိုတော့မြောက်လိုင်းကကျွန်တော်ပြည်သူတွေရဲ့လုံကိုခုဆိုရင်ခြာနေနေတာပြုံးမှာတိုင်းပြည်ကိုအဆုံးထိဆွဲချနေတာဖြစ်ပါတယ်။မြို့ပပြည်သူတွေဘက်ကနေပြုံးမှာလည်းနောက်ကိုခုဆိုရင်တေချာလေးကိုတီးတော့ပြုံးမှာပေါ့နော်။တော်လိုင်းရင်မှာကိုတန်းနိုင်ဘက်ကနေအများဆုံးထက်ထက်ဝင်ပူပေါင်းပေါင်းချဖို့လိုနေတာပဲဖြစ်ပါတယ်။ဒီဘောမှာတတိုက်ကတော့မြောက်လိုင်းဘာပဲလို့လို့ကောင်းပါတယ်ဆိုပြုံးမှာပေါ့နော်။ညင်ခံနေမဲ့အုပ်စုတွေပြုံးမှာ တိုင်းပြည်ပြကြသွားမယ်ဆိုရင်တော့မှမြောက်လိုက်ဘက်ကနေရက်တိပေးကြမယ်အုပ်စုတွေဆိုတာကတော့ကျတို့ရုံမတန်တက်ကင်းကင်းနဲ့ပေါ့နော်ပြောလို့ရနေတာပဲဖြစ်ပါတယ်ဒီလိုမျိုးအာချောင်းပြီးတော့မှကဘာကိုရှစ်ခွဲခဲတဲ့ပေါ့နော်မြောက်လိုက်တဲ့စစ်ခွေးရုပ်ကိုက်တိုက်ကိုဥကျွားနေပြီးတော့မှဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာစပြီးတော့မှကြည့်လိုက်ရအောင်နော်ပူတင်ဆိုတဲ့ကောင်ကမြန်မာနိုင်ငံကအာဏာလုထားတဲ့ခေါင်းဆောင်စောက်ချင်းကောင်လှမ်းခေါ်တာကိုအဟုတ်ကြီးမှတ်နေရတယ်ဘောမှလည်းတိကျမှတ်သွားတယ် စောက်ချင်တကောင်လှမ်းခေါ်လိုက်တာအမေဟောက်ကြီးသွားပြီးတော့မဟာမိတ်ဆန်တို့သွားလှုပ်နေဟလားဟမ်မင်းတို့ကောင်းကောင်းစောက်ချင်မင်းအောင်နိုင်လေထားပါတော့ဗျအဲ့ဒါတော့ဟိုဘာသာရေးကိုလည်းဟိုဟိုဘာသာရေးကိုအတုံးချပြီးတော့လဲပြောလို့ပြောနေကြအောင်ထောက်ချโอเคထားပါအဲ့ဒါလည်းရပါသေးတယ်ဒါမြင်မဲ့ဗျာကျွန်တော်တို့နိုင်ငံကထွက်တယ် ယတနာတစ်ပါးဖြစ်တဲ့စင်လေစင်6កောင်ပဏာဆက်တာပါဗျာပြောရမယ်ဆိုကိုနိုင်ငံမှာကိုထီကိုနန်းနဲ့နေနေတာစင်ရဲနေတာမဟုတ်ဘူးစင်ရဲတယ်ဆိုတာခေါင်းဆောင်တွေစောက်တော့မကြလို့စင်ရဲနေတာစောက်တော့မကြလို့အဲစင်ရဲတံကိုပြည်သူတွေကခေါင်းဆောင်မကောင်းတဲ့အတွက်ပြည်သူတွေကအလူလေးခံစားနေရတာเนาะကိုထီကိုနန်းနဲ့ကိုနေတာစိုက်ပြုံမွေးမြူရေးထုံးကားမှထုံးကား တဘာဝတန်ရန်စားတာထွက်မှထွက်တွန်းထွက်ပစ္စည်းတို့နော်ရေထွက်ပစ္စည်းတို့ဟုတ်လားတော့တောင်းကြီးမြေတဘာဝတွေအရင်ကောင်းလာအဲကောင်းမှဆောက်သွားပြီးတော့အောက်ကျစရာမလိုဘူးနေတိုက်ပြောတာပါငါတို့အမေစုလက်ထက်တော့တွေ့လာကောင်းမှအရင်ကော့ပြီးတော့ကြိုက်တဲ့နိုင်ငံသွားကောင်းမှရင်ကော့ပြီးတော့ဟုတ်လားဆောက်ယူမဆိုင်မင်းတို့နိုင်ငံကိုအဲ့လိုပုံစံနဲ့သွားဟိုလီးပြေးဆုံးတဲ့ရုပ်နဲ့မလုပ်နဲ့နော် လီဒီစုပ်နေတာအခုကဘင်းစင်နာကြီးအခုစင်6កောင်မြန်မာနိုင်ငံပိုင်သူ့အမိလင်ပိုင်မို့လို့လားဥပမာမင်းတို့ငါတခုပြောပြမယ်အစင်6កောင်ဘယ်သူကလိုမွေးချုပ်တာလို့လဲဟမ်တဲ့ပြောပြီနော်ဥကျော်တော့လုတ်ချင်တာလုတ်လို့ရလားအဲ့လိုဟမ်စင်ဆိုတာယတနာတပါးဖြစ်တယ်ကောင်းကောင်းမွန်မွန်ဆောက်ရှောက်ထိန်းသိမ်းရမယ် အထဲမှာယတနာတပားဖြစ်တယ်နော်အဲ့ဒါကိုလည်းသိထားကြအောင်ကြာအခုကငါလှုပ်ချင်ရလှုပ်မယ်ဟုတ်လားငါမှအာနာပါဝါစောက်ယူထတာအယူထတာတော်ရုံပဲကောင်းတယ်နော်ဟွန်းဘယ်သူကလုံးမွေးတော့ဟမ်ဘယ်ပါတယ်မှဝရမ်းပြေးပြီးလုံးမွေးပြီးတော့ဒီစင်ကထွက်လာပြီးတော့သွားပေးရတာလေတစ်ချက်တော့ပြောကြည့်မင်းတို့ဟွန်း အခုဆော့သုံးမကြလို့သူများနိုင်ငံကသူများနိုင်သူများခေါ်တိုင်းတွားပြီးလီးပြေးဆုပ်ရတယ်အဆင်ရောက်သွားတယ်နော် နေတက်လို့ရှိရင် ကိုယ်နိုင်ငံမှာကိုယ်ထီကိုယ်နံကိုယ်မင်းနဲ့ကိုယ်နေ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 လို့ရှိရင်ဘယ်နိုင်ငံမှာကိုယ်ဆော့ပြူးဆိုင်စရာမလိုဘူးအခုတော့လီးပြေးဆုပ်ရတယ်အဆင်ရောက်ဝူချော်တော့ဒဲကိုပြောပြီနော်မြောင်းလည်းရတော့သူတွားနေတဲ့အချိန်မှာပဲရုရှားသမ္မတပူတင်ကိုမြရိတ်တော်လာတဲ့ကျွမ်းမင်းဆိုပြီးတော့မှခိုင်းနေပြောဆိုတဲ့အပြင်ခုဆိုမြန်မာနိုင်ငံနဲ့ပြန်မထွက်လာတဲ့ ကျွန်တော်စင်ငယ်6កောင်ကိုလည်းတွန်းနေပြီးတော့မှဒီစစ်သားလိုက်တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်အဲ့လောက်တော့မှဘောမှနေတာပါနော်သူ့အနေနဲ့ဒီလိုမျိုးအာနာပါကိုစတရင်းဖို့ဆိုရင်ဘာပဲလို့ရလို့ရတိုက်ပြရုံးချပြတော့မှပါနော်သူ့ရဲ့ကိုကြိုးတွေရယူဖို့ကျိုးစနေတယ်လို့ဖြစ်တယ်ဆိုတော့အခုကတည်းမြင်နေရတာဖြစ်ပေမဲ့မြောက်လိုက်ရင်တာတည်ချင်းစိုးနဲ့မတည်ဘူးဆိုတော့ကျွန်တော်မြင်ပါပြီသူတွေစပြတော့မှဆေးရငုံမှုချင်းနေပြတော့မှဒီထက်ပိုပြတော့မှပါနော်ရစ်ဆက်ချမ်းချုံမှုတွေကိုခံရမှာပဲဖြစ်ပါတယ် ဒီကောင်အနေနဲ့ဒီလိုမျိုးဆက်လက်ပြီးတော့မှပြမှုတွေကိုကျွတ်လို့မှုမရှိအောင်ကျွန်တော်ဘက်ကနေပြတော့မှစီလိုညီရဆောင်နဲ့တပေါင်းစုကြီးတစ်ခုဖွဲ့ပြီးတော့မှအားလုံးအတူတူပါနော်မြောက်လိုင်းနဲ့သူတို့ပေါင်းပါဖက်ဆက်စနစ်ကိုဖြိုချရတော့မှပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောနေနဲ့ဘုန်းကားနေပြီးတော့မှဒီတော်လိုင်းကာလာတွင်မှာအန်ယူဂျီအပါဝင်ကျွန်내တော်လိုင်းရဲ့အားစုတွေနဲ့ညညချင်းတာရိကဆိုပြတော့မှာပေါ့နော်ပြောဆိုထားတဲ့ဟာလေးကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်ဘယ်အားမှကျွန်တော်တို့ကပဲ့လည်းမသွားသေးကြဘူးပျက်စီးလည်းမသွားသေးကြဘူးကောင်းကောင်းမွန်မွန်နဲ့ကျွန်တော်တို့က ရှိသေးခြင်းနဲ့အင်အားတွေဖြစ်သွားသေးခြင်းနဲ့ကျွန်တော်တို့လည်းဟိုလက်တွဲနိုင်တဲ့အပိုင်းတွေကနေလက်တွဲလောက်သွားမှာညီညွတ်မှုအတွက်ကိုကျွန်တော်တို့ဘက်ကအမြဲတမ်းအရန်သင့်ရှိတယ်အဲ့ဒီအတွက်လည်းဟိုစူးစမ်းခဲ့တယ်ကျွန်တော်တို့ကအဲ့ဒီညီညွတ်ရေးကိုလုပ်မယ်ဆိုလို့ရှိရင်ဘာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်တိုင်းရင်းသားတွေလည်းတိုင်းနိုင်ငံတစ်ခုကအန်ယူဂျီကိုတော်လိုင်းရေးမှာအစိုးရဆိုတဲ့ခေါင်းစဉ်မဟုတ်ရင်တော့မှအဓိကကြားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်အတိမပြုတ်ထားတာကျွန်တော်တို့လည်းမပြုတ်တာမဟုတ်ပြုတ်ထားတာဒါပေမဲ့ညီညွတ် တ်နိုင်နဲ့ဖြစ်စေခြင်းလို့ပြောနေတဲ့နေရာမှာမျိုးတိထားပြီးတော့ကျွန်တော်တို့အပေါ်မှာခွဲခြားခဲ့ရယ်ဘုံမဟုတ်ကျွန်တော်တို့မှာမဟုတ်ဘူးအခြားကိုစီကိုစီနဲ့သွားတဲ့သူတွေအပေါ်မှာဒီလိုခွဲခြားမယ်ဆိုလို့ရှိရင်တော့ဒါကအင်အားဖြစ်လာမှာမဟုတ်ဘူးနော်ဘာသာရေးဆိုတာကဘယ်သူအပိုင်မှမဟုတ်ဘူးလို့ပြောပြောလက်ကပြောပြောနေနေရဘူးအဲ့ဒါကိုတကယ်အနစ်သာရသဘောကိုသိပြီးတော့အားလုံးပိုင်ဆိုင်မှုအားလုံးရဲ့တန်ဖိုးအဲ့ဒီအပေါ်မှာအပြန်အလှန်လေးစားမှုနဲ့စူးစိသွားနိုင်ကြမှာကျွန်တော်တို့အညာရဲ့နောင်ရေးကရှင်အေးရ ်အခုလဲဒါတချို့တွေ NUG နဲ့ပတ်သက်လို့ရှင်ကျွန်တော်ဘာမှမကောင်းဘူး NUG ကိုစကားနဲ့ထည့်မပြောနဲ့လို့နာနာချင်းချင်းပြောနေလူရှိတယ်သူတို့ကလည်းနားလဲစေချင်တယ် NUG ဆိုတာဟိုဒေါ်လာရေးမှာဟိုဒေါ်လာရေးမှာအစိုးရမရှိဘူးလို့ပြောအစိုးရမရှိဘူးအစိုးရမလိုဘူးလို့ပြောလို့လည်းရတယ်ဒေါ်လာရေးမှာအဓိကကြတယ်ဟိုဒီအဓိပတိအဖွဲ့အစည်းအဖြစ်နဲ့လည်းလိုပါတယ်ဟိုလိုတယ်ဆိုပေမဲ့ NUG ဆိုတဲ့ဒီရန်ရားကိုတိဆောက်တဲ့နေရာမှာပါဝင်တဲ့လူတွေကအာကောင်းမွန်တော်တဲ့လူတွေဖြစ်ဖို့လိုသလိုအဲ့ဒီ ဒီဒီဆိုတဲ့ရန်ကိုလေဖတ်ဖို့ပူရတာလဲတောင်းပန်တော်တဲ့ဘို့လို့အဲ့ဒီလိုဖြစ်ဖို့လိုတယ်ပေါ့နော်အခုအပေါ်မှာမကောင်း မကောင်းတဲ့အကြောင်းတွေပြောမယ်ဆိုလို့ရှင်တော့အများကြီးပါပဲကျွန်တော်ပြောစရာတော့မလိုပါဘူးပြည်သူတွေသိကြတာတွေလည်းရှိတယ်အာနိုင်ငံရေးအရာလုံးချင်မှုနောက်ဟိုအခြားပေါ့နော်ဒီပုံကိုရေးအရာအသက်အန္တရာယ်ဆက်ရတဲ့ဒါမျိုးတွေအများကြီးပဲအများကြီးကြုံနေရတယ်ကျွန်တော်တို့ကအဲ့ဒီတဲကကိုပဲကျွန်တော်တို့ညီညွတ်ရေးကိုကျွန်တော်တို့အခုချိန်ထိမျှော်လင့်နေဒါကကြောက်လို့လည်းမဟုတ်ဘူး ခုဒီမှာကျွန်တော်တို့ဘုန်းကပြောတော့တဲ့စကားတွေကိုနားထောင်ကြည့်လိုက်မယ်ဆိုရင်တော့သူတို့အနေနဲ့ပါနော်အန်ယူဂျီနဲ့လုံးဝဆက်ဆံရေးပြည်လည်မှုမရှိသေးဘူးဆိုတာကိုတွေ့ရတာဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ရဲ့ဘဝင်သူဖြစ်တဲ့စကောင်ဆီကနေပြန်မှခုဆိုရင်ရန်တူလုံးလုံးနေတာပြန်မှကျွန်တော်တို့ကတော့အခုချိန်ထိပါနော်တစ်ဖက်တစ်ခုနဲ့တစ်ခုကြားထဲမှာပြည်လည်မှုတွေမရှိသေးတာကိုတွေ့ရတာပဲဖြစ်ပါတယ်ဒါကတကယ်လို့ဆိုရင်ဆီကဖြစ်ပြန်မှစကောင်ဆီရဲ့ကြီးထွားလာတဲ့ ဤပြပအကူအညီတွေနဲ့တူပြည်တွင်းကိုစုမုံနိုင်မှုပါဆိုရင်လည်းတော်တော်လေးဟုတ်ပါနော်ချင်းချောက်အနေပြုနေတာပဲဖြစ်ပါတယ်ကျွန်တော်ဘက်ကနေပြီးတော့မှခေါင်းဆောင်တွေချင်းချင်းသဘောထားပြောသွားဆိုတော့နားလည်မှုတွေရယူပြီးတော့မှစီလိုညီညွတ်စွာနဲ့စကောင်စီကိုဖြိုချနိုင်မယ်ဆိုတော့အကောင်းဆုံးပဲပေါ့နော်ပြည်သူတွေရတဲ့နေပြီးတော့မှလည်းခုဆိုရင်ဒီကျွန်တော်တော်လိုင်းရရဆိုတဲ့ချင်းချင်းစီလိုညီညွတ်စွာနဲ့စကောင်စီကိုဖြိုချနိုင်ဖို့တာအဓိကထားပြီးတော့မှညွန်လေးနေကြတာမလို့အားလုံးအတူတူကပူပေါင်းပြီးတော့မှရုပ်ကတိုင်းလိုက်မယ်ဆိုရင်တော့ဖြစ်မြောင်းလိုက်တို့ဘာပဲအကူအညီရယူနေနေပေါ့နော်ကျွန်တော်အနေနဲ့ အလွယ်တကူချိန်မတုတ်တင်နိုင်မယ်ဆိုတဲ့အကြောင်းပြောနေတယ်။ကျွန်တော်ဒီနေ့မှပိုင်းဗီဒီယိုဒီနေ့မှာဖတ်ဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများအလုံးစိတ်ချမ်းသာကိုယ်ကျေးမချင်တဲ့ပြည့်စုံပြတော့မှတာယာရဲ့ချန်နယ်နေလေးပတ်ဆက်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်။